အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ကတော့ဒီရင်ကိုရောက်လာပါတော့အခုကျွန်တော်ဒီနေ့ကတော့ China နဲ့ India ကိုပြင်ချင်းပြခီးပါမှာပေါ့နော်အဲ့တော့ဒီလိုလေးကိုအဆုံးထိလိုက်ကြည့်ကြပါဦးကျွန်တော်ရဲ့ပိတ်ကလေးကိုလည်း like and follow လုပ်ပေးကြပါဦးအခုတော့ကျွန်တော် China နဲ့ India ကိုပြန်လာခဲ့တာပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့တော့ India ကိုရောက်လာပါတော့ India ဆိုတာ India ပေါ့အာဆင်ကာပူရဲ့လက်တဲ့ India India ကိုရောက်ရောက်ချင်းဆိုရင်လည်းအနေကြီးနဲ့ပြောတာပါပဲ ခုဒါကတော့စီရမှုတွေကလက်တက်အိန္ဒိယဆိုတဲ့အပါအစီရှင်တွေပေါ့နော်အခုဒီမှာကျွန်တော်တို့ကဗားရင်ရောက်ရနိုင်တယ်ဆိုတော့ဒီလေလေအိန္ဒိယမှာကကျွန်တော်တို့ဒီစားလီတို့တောင်းလို့ရှိတော့ဒီစားတောက်ပေါ့နော်ကုန်စည်မှုတွေရှိပါတယ်ပြီးရင်ကျွန်တော်တို့ကဒီမှာကအစာဥလာလေးရှိတာဖြစ်တဲ့အတွက်တက်ပါလို့လည်းကောင်းတယ်ပေါ့နော်ပြီးတော့ဒီမှာကအစာအတောက်ကြီးပေါ့ပါလေပြီးတော့ဒီလိုချင်းလေးစီပေါ့လေပေါ့နော်အိန္ဒိယစတိုင်ကိုတောင်းလို့ရတယ်ဒါတော့ဒီကအိန္ဒိယမှာရှိတဲ့ပြားကြောင့်လေး ီကိုရောက်တာနဲ့ကျွန်တော်တို့ကအိန္ဒိယကိုရောက်သွားတဲ့ခံစားချက်မျိုးရပြီပါပေါ့နော်။ဘာလို့လဲဆိုတော့ဒီမှာကအစားအသောက်ပြီးအဝတ်ထည်ပြီးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတန်ရောင်းနဲ့ဆိုင်ရာအများစုရှိရပါပေါ့နော်။ဒီမှာဆိုလို့ရှင်သူကဒီလိုပန်းရောင်းတဲ့ဆိုင်ကြီးအများစုရှိတယ်ပေါ့နော်။နောက်ပြီးတော့သူကဒီမှာဈေးဆိုင်နိုင်နေကြီးပဲရှိတာဖြစ်တဲ့အတွက်ကိုကဈေးဝယ်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာကိုလာဝယ်ချင်တယ်ပြီးချင်ပါတယ်။ဘာလို့ဆိုဒီမှာဈေးသက်သာပါလဲ။နားပါလိထူကြလဲဆိုတော့ ော့နော်အဲ့လိုဟာမျိုးတွေဖြစ်လို့ရှိရင်မလာရှာတော့ဈေးတက်တာလေဈေးကြီးကိုပြစားလို့ဈေးတက်တာလေပေါ့ခုကျွန်တော်ကတော့ဒီဒီရနေပြီးတော့ကျွန်တော်နောက်တစ်မျိုးဈေးဆက်တော့နော်အဲ့ဒါကတော့ဒီစင်ကူထဲမှာပဲရှိတဲ့ China Town ဖြစ်ပါလေခုဒါကတော့စင်ကူထဲမှာရှိတဲ့ China Town MRT Station လေးပေါ့နော်ဒီမှာကဘာတွေထူးခြားလဲဆိုလို့ရှိရင်အခုလိုမျိုးတပ်ပုံရိုက်လို့ခေါင်းမယ်နေရပြီ။နောက်ပြီးလို့ရှိရင်အစာအုပ်အတက်လာပြီးအများကြီးရှိတာဖြစ်တယ်ပေါ့နော်။ ပြီးရင်ပို့အရေးလောက်ရှိတယ်ဒီလိုဘဲကင်မျိုးပဲတွေ့နိုင်ပါသေးတယ်ဒီဘဲကင်ကိုတော့ဆိုင်ရှင်ကမရောက်ပါဘူးပြီးရင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘောတော့တရားတရားလေးရှိရင်ဘောတော့အဲ့ဒီပုံမှန်လေးကျွန်တော်တို့ကတက်ဖို့လိုက်ပြီးတော့ကောင်းပါလေဆိုင်ရတော့ကနှစ်ချမ်းရှိတာဖြစ်တယ်ဘောတော့ဒီဘက်တစ်ချမ်းမှဆိုရင်ကျွန်တော်တို့ကအစာဝူးနေတဲ့နောက်ပြီးရှိရင်ကျွန်တော်တို့ဒီကြီးကြီးရဲ့စားတော့ဆက်နေတယ်ဘောတော့ဒီဘက်ချမ်းမှဆိုတော့ကျွန်တော်တို့ကဖလာကာနဲ့နောက်ပြီးရှိရင်ကျွန်တော်တို့ကအစာတော့တဲ့နေအားကြီးပြရမှာလေဘောတော့အစာတော့ပြီးတော့ကြာပါလေ ဒီမှာဆိုလို့ရှိရင်အစားအသောက်တွေအစုံအလင်ရှိတယ်ဗောနော်ပြီးတော့ဒီမှာလည်းစီးချိုပါတယ်ညဘက်လာမယ်ဆိုလို့ရှိရင်တော့ပုံပြီးအဆင်ပြေတယ်ဗောနော်ဘာလို့လဲဆိုတော့ညဘက်ကျရင်မီးကြီးဖွင့်လာတာဖြစ်တဲ့အတွက်ဒီနေရာမှာတက်ပုံရိုက်တော့အကောင်းဆုံးနေရာဖြစ်ပါတယ်ချိုင်းနာတော့မှတစ်ခုရှိတာကအော်ကျွန်တော်တို့ကသွားလည်မယ်ဆိုလို့ရှိရင်တော့ပတ်စံမြများထည့်သွားဗောနော်နောက်တစ်ခုကတော့ကျွန်တော်အကောင့်ထဲကခေါင်းကြီးအတွက်ကျွန်တော်ရိုက်လာတာပါသူတို့ပြောပြောနေတဲ့ဒီ81ဆိုတဲ့ဥစားဗောနော်ကျွန်တော်လည်းအခုမှမြင်ဘူးလားပါဒီမှာရှိမှန်းတော့ကျွန်တော်လည်းသိချာမသိပါဘူးအခုမှရောက်မှသာမြင်ဘူးလားဗောနော် ဒီ81ရဲ့အနီးနားမှာလည်းထူးထူးဆန်းဆန်းဆိုင်ရင်းတဆိုင်ရှိပါတယ်အဲ့ဒါကတော့ကိုမကိုသွားပြီးလေ့လာတော့ဗောနော်ကျွန်တော်လည်းမဝင်ရတာနဲ့မဝင်ခဲ့ပါဘူးအဲ့တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါသရှိပြီးတော့ဒီအချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံးရတဲ့အားမကြပါနောက်ဗီဒီယိုလေးမှာဒီလက်တဲ့အိမ်ကြီးကနဲ့ကျွန်တော်တို့ဒီ China Town ကိုဘယ်လိုသွားရလဲဆိုတဲ့ဗီဒီယိုလေးကိုတင်ပေးပါဗောနော်အဲ့တော့ဆက်လက်ပြီးတော့ဆောင်ကြည့်ကြပါဦး